လိုင်းမောင်းနေကေတီအတုတ်လားကေတီအတုတ်တယ်တက်လာပြီကေတီသောက်ဟုတ်လားကေတီသောက်သောက်မှာလားဆိုရှယ်မီဒီယာပေါ်မှာအဲ့လိုမျိုးလေးတွေပေါ်တယ်ဆိုတော့ဟဲ့ဟုတ်လို့လားကိုတော်မှာကိုကူကူမယုံဖြစ်တယ်ကိုတိုင်းစရောင်းတော့အမေရောရိုက်တာပေါ့ညို့ဘယ်သူရောင်းငိုင်းလို့လဲပေါ့အဲ့တုန်းကတော့ဒီအတုတ်မဟုတ်သေးဘူးရှင်းဘူးရောင်းလားနောက်ကြတော့မှအမေနဲ့အတူတူအနောက်ကနေလိုက်ရင်အဲ့လိုမျိုးလေးရောင်းပြပါ 18နှစ်18နှစ်လောက်ပဲရှိတယ်။အစမတော့ကိုယ်လေးအမှန်ကပြောတာရရတာတော့စားကြည့်ရရတာကျရင်ငါးကြိုးပြလိုက်ပြောကြပါရဲတမိပေါက်တစ်ယောက်ထုံးပေါ့နော်။အစမတော့တမိပေါက်နှစ်ယောက်ချပေါ့။အရှင်တော့မိန်းမတစ်ယောက်လိုနေတယ်ပေါ့။အဲဒီရင်အရှင်နဲ့အဲ့လိုမျိုးလေးအရန်နေခြင်းခဲ့တာပေါ့။နေခြင်းလို့လည်းနေခဲ့ဘူးတယ်ပေါ့နော်။နောက်ကျတော့အတိပြန်ဝင်လိုက်တယ်။အော်အပင်ရှိနေကြတော့လူကအဲ့လိုပေါ့နော်လောင်မယ်ပြောင်မယ်မိသားစုထဲမှာလည်းကိုကအကြီးဆုံးဆိုတော့ကိုကစပြီးကလပ်နေလို့လည်းအဆင်မပြေတော့ဘူးလေ လေးတန်းစောင်းသားဘဝတော့ဟိုကစောင်းဘောလီဝတ်သွားတာဟဲ့ဝင်းမင်းအောင်ပြန်ပါဝတ်လာတာပဲဆက်မကဘောလီဝတ်လာတာပေါ့စောင်းယုံကမှမိဘခေါ်ပြီးလက်မှတ်ထိုးခိုင်းတော့အမေကတော့မိမလူနေမှာလားမိမလိုနေမယ်ဆိုရင်နေအရှုပ်အရှင်းကိုဒီလက်မခံဘူးချိန်နဲ့အိမ်ပြန်လာရင်ရပြီအမေကကျမကြီးမကောင်းဘူးအားကြောင့်အမေကိုစိတ်ဆန်းဆန်းသာသာနဲ့ထားစီခြင်းနဲ့အမေနေခြင်းနဲ့ပုံစံလေးပဲပေါ့နော်လူမျိုးတွေတော့ဖြစ်စီခြင်းနဲ့ လာနမေရင်ကတော့ယောက်ျားလေးနမေကတော့ဝင်းမင်းအောင်ပါဒီမိတ်ကလောကမှာကျတော့ကျေစင်ပေါ့နော်အခုအတုတ်တယ်လေးကျတော့လေ KT ပေါ့ရောင်းခဲ့တာကတော့20ရာစုခေတ်ကိုတော့တခုကြော်ခဲ့ပြီပေါ့နော်ဟိုအမေတို့လက်ထက်တည်းကနေအနောက်ကနေလိုက်ရတာဆိုတော့ဒီလိုဖြစ်လိမ့်မယ်လို့လည်းမထင်သားဘူးလေဆိုရှယ်မီဒီယာပေါ်မှာအဲ့လိုမျိုးလေးတွေပေါ်တယ်ဆိုတော့ဟဲဟုတ်လို့လားကိုတော်မှကိုကူကူမယုံဖြစ်နေအဲ့နောက်ကျတော့မှတယောက်နဲ့တယောက်အဲ့လိုမျိုးအကောက်တွေကိုတက်တွဲလာရင်းနဲ့ဩဒီလိုပါလား ဲ့လိုမျိုးလို့ဆိုတော့အဲ့လိုမျိုးလေးတွေများတော့လေနည်းနည်းပီတိတော့ဖြစ်တာပေါ့နော်ဘယ်ကနေစသတည်တာလဲဆိုတော့အဲရန်ကုန်ကလာမသိဘူးအမတစ်ယောက်ကတင်လိုက်တာပြည်ကနေပြီးတော့ပေါ့နော်အဲ့လိုအလုံးလုံးနေတဲ့တငယ်ချင်းတစ်ယောက်ကသူကအောက်မှာကောမတ်ဝင်ကြီးလိုက်တာဘာအဲ့ကောမတ်လေးကိုထောက်ကြည့်လိုက်တော့ဟဲ့ဘလို့ဖြစ်သွားတာလဲပေါ့သူကောမတ်ကိုမြင်မှကိုရာအံ့ဩသွားတယ်၁၈နှစ်နဲ့၁၈နှစ်လောက်တော့ရှိပြီဟုတ်အမေကဒီရထားစီပဲရောင်းတာဆိုတော့ဟုတ်ကိုတိုင်းစရောင်းတော့အမေရောရိုက်တာပေါ့ညို့ဘသူရောင်းခိုင်းလို့လဲပေါ့အဲ့တုန်းကတော့ဒီအတော့မဟုတ်သေးဘူး ရေဘူးရောင်းတာရေရောင်းတာပေါ့အဲ့တော့ရေရောင်းတာမှာတပူ90အဲ့လိုမျိုးလေးဆိုတော့အဲဘူးကွန်ပြပေးရင်30ပေါ့အဲ့လိုမျိုးလေးရောင်းတာအဲ့ဒီကနေအမေကတိတော့ရထားနေပြန်လာတော့အဲ့နင်းကဘသူရောင်းခိုင်းတာလဲဟုတ်ဘူးသမန္တာရောင်းခြင်းလို့ပေါ့အမအမေကပြန်လာတော့ရိုက်အဲ့ရနေနားလိုက်ရနားပြီးတော့မှအဲနောက်ကြတော့မှအမေနဲ့အတူတူအနောက်ကနေလိုက်ရင်အဲ့လိုမျိုးလေးရောင်းပြပါလားမိသားစုကမောင်နှမ၄ယောက် မင်းနဲ့ဖေးင်းနဲ့ဆိုရင်6ယောက်ရှိပါတယ်ကျန်တဲ့အကြီးဆုံးအကြီးရဲ့အောက်မှာအငယ်ရယောက်ျားလေးအဲ့အငယ်အောက်မှာမှာယောက်ျားလေးအောက်မှာမှာမိန်းကလေး၂ယောက်ဆိုတော့ယောက်ျားလေး၂ယောက်မိန်းကလေး၂ယောက်မိန်းကလေးပဲ၄ယောက်ဖြစ်သွားတာပေါ့နော်မြားကလေးကတော့ပြောကြတယ်ပြောကြပါတယ်တမိပေါက်၁ယောက်ထွန်းပေါ့နော်တမိပေါက်ဟမ်ကျမတို့ကတမိပေါက်၂ယောက်ချောက်အမေကတော့လက်ခံနေသူ့သားလေးတွေစိတ်ချမ်းသာရင်ပြီးရောပေါ့နော်အဖေကတော့ရိုက်တာအခုချိန်ကြီးဖေနဲ့မျက်နှာချင်းမဆိုင်ဘူး အဓိကကတော့အမေနဲ့အဖေပေါ့နော်အမေအမေပေါ့အမေကစမ်းမကြီးမကောင်းအားကြောင့်အမေကိုစိတ်ဆန်းဆန်းသာသာနဲ့ထားစီခြင်းနဲ့အမေနေခြင်းနဲ့ပုံစံလေးလေးပေါ့နော်ဘယ်လိုမျိုးလေးတော့ဖြစ်စီခြင်းလဲဟုတ်လားအမေအဓိကကတော့အမေကိုစိတ်ချမ်းသာအောင်ထားစီခြင်းလားအမေကတော့ဘာမှမတောင်းဆိုငါသားလေးတွေဒီလိုပဲအမေရှိကိုအချိန်နဲ့ဖုန်းဆက်ရင်ခြေနဲ့နေပြီသူကဟိုမိုးရင်းဆိုလို့ရှိရင်တော့အမြဲတော့ရောင်းပြစ်တယ်ပွင့်လင်းရသည်ကြတော့နှက်ပွဲရသည်အဲ့လိုပွဲခေါ်တယ်လို့ရှိတော့လေသွက်ကတယ်ဟောအဲ့လိုမိတ်ကပ်လိမ့်နေလေးတွေရှိတော့လေလိမ့်ရပါတယ် မိမရှာတော့ကွယ်စိုင်းနံမပြောနဲ့ဟိုဆလောင်းမုံလွတ်ကြရင်လားဥမခွက်နှစ်ခွက်တင်းရင်လားမစိုင်းနံမှတ်ပြီးကကျင်ကြတာပေါ့နော်ကကျင်ကြတယ်ဆိုမှဒါပေမဲ့လည်းတစ်ဖက်ကြည့်တော့လည်းဝင်းစာတစ်ဖက်ကြည့်တော့လည်းဝါသနာဆိုတော့ဝါသနာကိုအရင်ခံပြီးမဲ့လည်းဝင်းစာရှိတယ်ရယ်လေအရှင်တော်ကတော့နေတယ်ပေါ့နော်အရှင်တော်ကမိမတယောက်လိုနေတယ်ပေါ့အဲသခင်အရှင်နဲ့အဲ့လိုမျိုးလေးအရန်နေကျင်ခဲ့တာပေါ့နေကျင်လို့လည်းနေခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီအချိန်မှာနောက်ကျတော့အတိပြန်ဝင်လိုက်တယ်ဩ သဖြင့်ရှင်နဲ့ကြတော့လူတကာအဲ့လိုပေါ့နော်လှောင်မယ်ပြောင်မယ်မိသားစုထဲမှာလည်းကိုကအကြီးဆုံးဆိုတော့စပြီးကိုကစပြီးကလတ်နေလို့လည်းအဆင်မပြေတော့ဘူးလေအဲ့တော့ကိုပဲရောက်ချက်ပုံနဲ့ပေါ့နော်အဲ့လိုလေးပဲမိမရှာကတော့လွတ်လွတ်လပ်လပ်နေကျင်တာကတော့ဒါထုံးစံပဲလေအဲ့ဒါကြောင့်မို့လဲပြီးသွားတယ်နေတာကတော့ဇာတိကတော့ညောင်လေးပင်ဆိုပေမဲ့နေတာကကျတော့ပြီးမှနေတာများတယ်လေနှစ်ပွဲတွေပါတွေကပြီးမှကားရတာများတယ်ဆိုတော့ဆရာနဲ့ပဲအတူတူကားရတာဆိုတော့ဟုတ်အဲ့မှာပဲပြီးမှနေတယ် အဲတရိယာအမေတို့ဖုန်းလမ်းဆက်တဲ့အလုပ်အားတဲ့အချိန်လေးတော့ဖုန်းလမ်းဆက်တဲ့ပေါ့အမှတ်တရတော့ဟိုးငငယ်လေးတွေရရှိတာလေးတန်းចောင်းသားဘဝတော့ဟိုကចောင်းဘောလီဝုဒ်သွားတာပေါ့နော်အဲ့ဒါတော့အမှတ်တရပဲဘဝမှာ drink a blazer ဝတ်သွားတဲ့အချိန်မှာဆရာမခေါ်တာခေါ်တော့ဟဲ့ women အောင်နင်ဘာဝတ်လာတာပဲဆရာမသားဘောလီဝုဒ်လာတာပေါ့အဲ့နဲ့နောက်လည်းကြာရကြာចောင်းယုံကမှမိဘခေါ်ပြီးလက်မှတ်ထိုးခိုင်းတော့အဲအမေကလည်းသွားထိုးအဖေကလည်းဟဲ့ငါမထိုးခြင်း အဲအဲ့နဲ့အဖေကကဲဟုတ်ပြီအဲ့ဆိုငါလိုက်ထိုးပေးမယ်ဆိုလိုက်ထိုးပြီးပြန်လဲပြောင်းရိုက်ကောအိုက်သေးရနေကိုမရတော့တာအမေကတော့မိမလူနေမှာလားမိမလူနေမယ်ဆိုရင်နေအရှုပ်အရှင်းကိုလက်မခံဘူးခွင့်ပြုပေးတယ်အဲ့လို LGBT တဘာဝအဲ့လိုပြပြရှင်ရှင်လွတ်လွတ်လပ်နေမှာလားနေအချိန်နဲ့အိမ်ပြန်လာရင်ရပြီ။ဘာမှအဲ့လိုမျိုးဘေးရတိုင်တဲ့အတန်လည်းမကြားခြင်းဘူး။အဲ့လိုစီကစီမတ်ကမ်းမဲ့လည်းမလွတ်ဘူး။အချိန်နဲ့ပြန်လာခဲ့။အရင်လည်းမအောင်မြင်ခြင်းဘူး။ အရင်လည်းမကြဆုံးရင်ဘဝကိုပြပြလဲလဲနဲ့ပဲဖြတ်တန်းခြင်းလေကျေးဇူးတင်ပါတယ်အခုလိုလေကိုအားပေးတဲ့ထမင်းရှင်ဟင်းရှင်တွေအကုန်လုံးခုနှစ်ရက်သားသမီးတွေကိုခရီးသွားတဲ့အချိန်မှလည်းဘာမှခလုတ်မထီစူးမညီပါစေနဲ့ဆုတောင်းပေးပါတယ်ကျေးဇူးလည်းတင်ပါတယ်ဘာဖြစ်လို့လဲဒီခရီးတဲ့တွေဒီယထာကြီးရှိနေတွေဒီခရီးတဲ့တွေဆိုတာလေပတ်နေမှာလေအဲ့တော့ဒီယထာကြီးကိုလည်းဒါပြောမှဆိုလို့ရှိရင်ထမင်းအိုကြီးပေါ့ထမင်းအိုကြီးရှိတဲ့အတွက်ကြောင့်မို့ဒါကေတီတယောက်ထဲမှမဟုတ်ဘူးပေါ့နော် စထားကိုမှီခိုးပြီးလှုပ်ရှားနေကြတဲ့ဈေးတယ်လေးတွေလည်းအများကြီးရှိပါတယ်။အဲဒါကြောင့်မို့ဒီရထားကြီးရှိနေတွေဒီခရီးတွေရှိနေတွေ၍ဒီရထားကြီးရှိနေလို့ဒီခရီးတွေလေးတွေရှိနေလို့လည်းရထားဈေးတယ်လေးတွေကအဆင်ပြေနေတာပါ။ဟုတ်ကဲ့။အဲဒါကြောင့်မို့လည်းတွေ့တဲ့နေရာမှာလည်းအားပေးတာကိုလည်းကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ရှိပါတယ်။အဲလိုဆက်ဘက်ကနေပြီးတော့အဲရထားရထားစီးမဲ့နော်အတုပ်လေးစားခြင်းလို့အဲသူကခောက်တူစီးကြတာလေဘကူကနေပြီးတော့မနှက်ခင်လိုက်လာတယ်တောင်းမှဆင်းတယ် တောင်ပန်းနေပြီးတော့တခါသူတို့ပကိုးပြန်စီးရဲဆိုနေချင်းပြန်စီးရတယ်လေအဲ့လိုမျိုးလေးတွေစီးပြီးတော့လဲစားကြပါတယ်ဆိုအဲ့ line အဲ့ line မောင်းနေဟဲ့ကေတီအတုတ်လားကေတီအတုတ်တယ်တက်လာပြီအဲ့လိုမျိုးလေးတွေပေါ့အဲ့လိုမျိုးလေးတွေပြောတော့ကွာပီတိဖြစ်ရပါတယ်ဟုတ်အာကေတီကိုချစ်ပေးကြတဲ့လူတွေအကုန်လုံးလည်းကေတီကကျေးဇူးတင်ပါတယ်တွေ့ရင်လည်းအားပေးပါအောင်တကယ်လို့ကေတီမယောင်းပြလို့ရှိရင်လည်းကေတီရဲ့ညီလေးရှိပါတယ်အားပေးပါအောင်ကေတီကကြတော့ အလိုပွဲလန်းသဘင်ရှိတဲ့အချိန်ကျရင်တော့ခဏတစ်ဖြုတ်တော့ဈေးရောင်းလေးနားပါတယ်။ဟောကေတိညီလေးကတော့သူကတော့အမြဲတမ်းရောင်းတာပေါ့နော်။အဲဒါကြောင့်မို့ကေတိကိုမတွေးခင်လည်းကေတိညီလေးရှိမှအားပေးပါအောင်လို့ပြောချင်ပါတယ်ရှင်။